်အလုံးမဲမင်္ဂလာပါခင်ဗျာ90 ticket soccer channel ကနေပြန်လဲကြိုးစိုးလိုက်ပါတယ်ဒီနေ့နဲ့ဆိုမြန်မာနိုင်ငံမှာငလင်လှုပ်ခတ်ပြီးခဲ့တော့ခါ22ရက်ရှိလောက်ခဲ့ပြီဖြစ်ပါတယ်ဒီငလင်ကြောင့်ပဲပျက်စီးသွားတဲ့ပြားစီတီပထိုးတွေပလီတွေခရယံကြောင်းတွေလူနေဆော့ဦးတွေရှေဟောင်းဆော့အုံတွေခါမိုးမကြောက်ခင်ချိန်ပင်မပြုတ်ပြန်နိုင်ဘူးဆိုရင်မိုးရွာလာတဲ့အခါပျက်စီးဆုံးရှုံးမှုတွေပိုများလာနိုင်တယ်အန္တရာယ်တွေလည်းပိုပြီးတော့များလာနိုင်တယ် ရှင်အောင်ဆောင်အုံတွေကတော့အချိန်တိုင်းရှင်အောင်သူတေသနာကသူ့အနဲ့သူခိုးစားတဲ့ဒီစာတင်နေတယ်အလွန်ငွေတွေရောက်ပြီးတော့စင်ပြေသွားမှာပဲပြီးတော့ဒီဘာသာရေးနဲ့သက်ဆိုင်တဲ့ဘုန်းကြီးကျောင်းတွေဘုရားစီတီတွေပလီတွေခရစ်ယာန်ကျောင်းတွေဟာလည်းမြန်မာပြည်ဒီမြန်မာလူမျိုးတွေဘယ်ဘာသာပဲကိုယ်ွယ်ကိုယ်ွယ်အလွန်အတန်ရရောကြတဲ့သူတွေဖြစ်တဲ့အတွက်အချိန်တိုင်းဒီဆော့ဥတွေကလည်းဘာသာရေးဆော့ဥတွေကလည်းသူ့အနဲ့သူပြည့်စုံသွားမှာပဲနောက်မကြခင်အချိန်မီပြုတ်ပြင်နိုင်ဖို့သာလိုတာပါ ဗလင်နံကိုခန်းစားခဲ့ရပေမဲ့ပြည်စုံတဲ့မိသားစုတွေကလည်းကိုထူကိုထားနဲ့အချိန်တိုင်းသူ့ဟာနဲ့သူထူထူထောင်ထောင်ဖြစ်သွားမှာပဲအဲ့ဒီအချိန်မှာဒုက္ခဖြစ်ပြီးကြံခဲ့မှာကလူလက်တန်းစားတွေဗျစားတဲ့ကဒီအိုးအိမ်လေးတစ်လုံးရဖို့ကကြာကြီးကြိုးစားခဲ့ရတာခုအချိန်မှာပြန်ထဖို့တော်တော်လေးခက်ကုန်ကြပြီဆိုတော့အလူရှင်တွေအနေနဲ့ဒီလိုလူတွေကိုပြတ်မှတ်ထားပြီးတော့မမိတ်မလျော့တတ်နိုင်သလောက်လူတန်းပေးကြဖို့တောင်းဆိုပါတယ်ဗျတိုက်တွန်းပါတယ်ဆိုတော့ ပျက်စီးဆုံးရှုံးသွားတဲ့ဒေတာမှာရှိတဲ့သူတွေကလည်းကိုဒေတာရဲ့ပျက်စီးဆုံးရှုံးမှုကိုရရဲ့လုံအပ်မှုကိုဆိုရှယ်မီဒီယာကိုကောင်းကောင်းအသုံးချပြီးတော့မုံမကြခင်မှာတောင်းဆိုကြဖို့တိုက်တွန်းပါတယ်ဗျာဝဆန်နဲ့ဆောင်းတန်တို့ကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်7နာရီခွဲမှာဖြစ်ပါတယ်ပြမကြော့မှာကစားတော့ကဝဆန်တင်းခါအဝေးဘက်ကနေ01နဲ့သူနိုင်ခဲ့တယ်ဗျာအဲ့ဒီပွဲမှာဖွင့်ခဲ့ပေးတဲ့ဂျေးတီဝဆန်ကဘော်ဒီဂျေးတရေနှုတ်30နဲ့ကိုပေါင်းဂျေးက3အပေါင်း25ဆိုပြီးဖွင့်ခဲ့တာဖြစ်ပါတယ် ပထမကြော့မှာ body အပေါ်ဖြစ်ပါတယ် go out ဖြစ်ခဲ့ပါတယ်ဝဆန်ခွဲမှာဒီနေ့တွေ့ထားတဲ့မှတ်တမ်းကို ကြည့်တဲ့အခါ10 23 30 31ဆိုပြီးတော့နောက်ဆုံး၄နှစ်မှာဝဆန်က၃ပွဲနိုင်တယ်ဆွန်တန်ကတပွဲပြန်နိုင်တယ်လက်ရှိဝဆန်ဒီတမဆန်ရဖို့အတွက်ဆိုတင်ရှာနေအရာသူလက်မှတ်လိုသေးတယ်အဲ့ဒီလက်မှတ်ရတာနောက်ကြပြီဆိုရင်ဒီအသင်းဟာဖိအားဝင်ပြီးတော့တန်းတောင်စင်ကုန်စင်းသွားရနိုင်တယ်ဒီပွဲပါဝင်ပွဲကြံ၆ပွဲဆိုတော့နောက်ထပ်ပွဲကြံ၅ပွဲမှာ Brighton, Tottenham, Manchester United, Nottingham Forest ဒီသိန်းတွေဖြစ်နေတော့အမှတ်ရဖို့မလွယ်တော့ဘူးဗျဆိုတော့သူလိုချင်တဲ့လေးမှတ်ကိုတေချာပေါင်းရဖို့ဆိုရင်ဒီပွဲဟာတေချာဆုံးပဲဒီပွဲမှာ၃မှတ်ရပြီဆိုရင်နောက်ကျတဲ့၅ပွဲမှာဘယ်သိန်းစီကပဲတမှတ်ခွဲယူယူဗျသူ့အတွက်အားရှိတယ်အဆင်ပြေနိုင်တယ်ပြီးတော့တရားသေးဝက်ဆန်တို့ရုံးကနေရတယ်ဆိုပေမဲ့သူနဲ့တန်းတူရုံးကနေတဲ့အောက်အသင်းတွေဖြစ်တဲ့ဒီ Ipswich Town တို့ Manchester United တို့ Wolves တို့ Fulham တို့ Leicester တို့ ဒီလိုသင်တွေနဲ့တွေ့တဲ့ခါတော့ဝက်ဆမ်ဒီအနံ့ရအောင်သူကစားထားတယ်အနံ့ရအောင်ကစားတတ်တယ်နေပြဂရီယန်ပေါ်တာဘက်ကိုကြည့်ရင်လဲသူစပီးကင်လွယ်ထားတဲ့ဒီ17ပိုင်း17ရက်နေ့ကနေပြီးတော့ပြီးခဲ့တဲ့တပတ်တည်းသူအိမ်ခွဲမှာရှော့ပွဲကစားခဲ့ပြီးပြီအဲ့ဒီရှော့ပွဲမှာဝက်ဆမ်တို့ထိထိမိမိအနံ့ရထားတဲ့ပွဲကောင်းကောင်းအောင်ပွဲခံနိုင်ခဲ့တဲ့ပွဲတရားသေးမှာတပွဲမှမရှိသေးဘူးဂရီယန်ပေါ်တာမရောက်ခင်ကလည်းမရှိသလိုသူရောက်ပြီးတဲ့အချိန်မှာလည်းမရှိသေးဘူးဆိုတော့ဒီပွဲမှာဒါမျိုးများဖြစ်လာမလားကျွန်တော်မျှော်လင့်မိတယ် နောက်ထပ်တွေးမိတဲ့အကြောင်းအရာတစ်ခုကဒီဝက်ဆန်ရဲ့ပွဲကြံ6ပွဲကိုကြည့်တဲ့အခါစွန့်ပေါင်းအိမ်ပွဲမှာသူ3ပွဲကစားရမယ်။အဲ့ဒီ3ပွဲမှာအိမ်ပွဲနောက်ဆုံးပွဲတည်း Nottingham Forest နဲ့ပွဲ။အဲ့ဒီပွဲမှာအင်ရှင်တွေကိုသူအင်ရှင်ပြိသက်တွေကိုဝက်ဆန်တို့ပျော်ရွှင်အောင်လုပ်ပေးလို့ရမှာမဟုတ်ဘူး။ပြီးတော့ဒုတိယမြောက်ပွဲခါ Tottenham Hotspur နဲ့ပွဲ။အိမ်ပွဲမှာ London Derby ဖြစ်တဲ့အတွက်အဲ့ဒီပွဲမှာလည်းဝက်ဆန်ကအင်ရှင်ပြိသက်တွေကိုပျော်ရွှင်အောင်လုပ်ပေးနိုင်မယ်လို့မထင်ဘူး။ဒါဆိုရင်ဒီဆော့တန်တဲ့ကစားမဲ့ပွဲခါနိပြရောကစားသမားတွေအတွက်ရော တရားဒီလုံးပင်ပန်းခဲ့တဲ့ပြိသက်တွေအတွက်ရောပျော်အောင်လုပ်လို့ရမယ်ဆိုရင်ဒီပွဲခါအကောင်းဆုံးအခွင့်အရေးပဲစောနန်သင်းကိုကြည့်တော့ဒီအသင်းကမတော်မီကရောက်နှင့်ပြီးသားအသင်းကြည်ကြဲတဲ့ကြီးကိုရာသီမကွန်ငယ်မာတဲ့ကသူတန်းဆင်းသွားခဲ့ပြီသူတန်းဆင်းသွားတဲ့အနေထားကိုလက်ခံခဲ့ပြီးတော့နောက်ပိုင်းပွဲတွေမှာသူဖွင့်ကစားတယ်သူလည်းဂိုးရတယ်ပြိုင်ပတ်အသင်းတွေကိုလည်းဂိုးပေးတယ်နောက်ဆုံးကစားခဲ့တဲ့အဝေးကွင်း9ပွဲမှာသူ6ပွဲအထိသူဂိုးရခဲ့ပေမဲ့တန်းကြံဖို့အတွက်တော့မလုံလောက်တော့ပါဘူး အဘိုးကမှသူကိုသွင်းနိုင်ခဲ့တဲ့အသင်းတွေကိုကြည့်တော့လီဗာပူးအသင်းနဲ့ပွဲမှာသူဂိုးရတယ်တော့တန်နဲ့ပွဲမှာသူဂိုးရတယ်နော့တန်ကိုဂိုးရတယ်မန်ချက်စတာယူနိုက်တက်ကိုဂိုးရတယ်ခရစ္စတယ်ပဲလစ်ကိုလည်းဂိုးရတယ်ဆိုတော့အခုလိုခန်စစ်ဖေယိုဖျဲနဲ့ဝက်ဆန်နဲ့ပွဲမှာလည်းသူဂိုးရအောင်ပါပဲတကိုးဆိုတာတော့စောင့်တန်စီကကျွန်တော်တို့ဒီပွဲမှာမျှော်လင့်ပေးလို့ရတယ်ဒီပွဲမှာစောင့်တန်ရဲ့အဓိကကစားသမားတွေတဲကတိုက်ဆက်ကစားသမားပေါ်အွန်ဒိုအာရှာဒီကစားသမားဒိုင်ယာပြဿနာကြောင့်လွဲမယ်နောက်ပိုင်းစောင့်တန်ရတဲ့ဂိုးတွေကသူသွင်းထားတာဗျာ ဒီဘောရဖွင့်လာတဲ့ဂျေးကိုကြည့်တဲ့အခါဝက်ဆန်တင်ကနေဘော်ရဂျေး 1D နဲ့ဂူပေါင်းဂျေးက3အပေါင်း30ဆိုပြီးတော့ဖွင့်ပေးထားပါတယ်ဝက်ဆန်တင်ဟာဖေဖော်ဝါရီလ22ရက်နေ့မှာလက်စတာနဲ့အခုလိုပဲအိမ်ပွဲမှာသူတို့ကစားခဲ့တော့က 2C နဲ့နိုင်ခဲ့ဘူးတယ်အဲ့ပွဲမှာပေးခဲ့တဲ့ဂျေးကဘော်ရဂျေး1ပေါင်း20နဲ့ဂူပေါင်းဂျေးက3အပေါင်း40ပဲပေးခဲ့တာဆိုတော့ဒီပွဲမှာပေးထားတဲ့ဝက်ဆန်ရဲ့ဂျေးကမျှတမှုရှိတယ်လို့ကျွန်တော်တို့ပြောရမှာပါနောက်တစ်ခုကဒီနေ့မှာပေးထားတဲ့ Premier League ရဲ့ Body Jersey တွေထဲမှာ Watson ရဲ့ Body Jersey ခါပြင်ဆုံပွဲဖြစ်ပါတ ဝါလင်းစုအော့စ်မှာတော့ဝက်ဆပ်နိုင်ကို98ပေးထားပါတယ်စောင့်တန်နိုင်ကို68နေပါ558တဲ့တရေကို၄ဆဝယ်ပေးထားပါတယ်မိရခေါ်တဲ့အတွက်မှာတရေမကြဘူးဆိုတော့ဂျေးကိုဖွင့်ထားပေးပါတယ်85မိနစ်အတွက်မှာ3ဂိုးရောက်မယ်ဆိုတော့ဂျေးရှိပြီးတော့နှစ်သင်းလုံး9သင်းရောက်မယ်ဆိုတော့ပိုတင်တူစကိုယက်ဆိုတာကိုလည်းခဆဆလေးဖွင့်ပေးထားတာကိုတွေ့ရပါတယ်ပွဲကစားချိန်မိနစ်90အတွက်မှာစောင့်တန်ဘက်ကတကိုးရလာနိုင်တယ်ဒါပေမဲ့အဲ့ဒီတကိုးခါပွဲချိန်နောက်ပိုင်းဒုတိယပိုင်းနောက်ပိုင်းမှသာရနိုင်ပေမဲ့ဂျေးမျိုး ဖွင့်ပေးထားတာလည်းကျွန်တော်တွေ့ရပါတယ်။ပထမပိုင်း45မိနစ်မှာနှသိမောင်းသွင်းကိုတကောကစကြည့်ရမယ်။အဲ့ဒီတကောကိုသွင်းတဲ့အသင်းဟာဝက်ဆမ်ဖြစ်မယ်ဆိုပြီးတော့ဖွင့်ထားပါတယ်။ဒုတိယပိုင်း45မိနစ်မှာတော့နှသိမောင်းသွင်းကိုမြားနိုင်တဲ့ဆိုတဲ့ခြေမျိုးကိုဖွင့်ပေးထားတာတွေ့ရပါတယ်။ဝက်ဆမ်သင်းဘော်ဒီနဲ့ကိုပေါင်းအပေါ်ဖြစ်ပါတယ်။အစုံဒီလိုက်ချိတ်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်။မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေ။အာတမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ။